မေကမလီကပွဲဖြစ်ရင်အဲ့ဒီနေ့ကို73ရက်ထပ်ပေါင်းပါဟင်းသာတာကိုရေရောက်မဲ့နေပါပဲမေကမလီခမြစ်စုံမှာရေကြီးရင်ဟုံမလင်းဘက်ကချင်းတွင်းရေတပြိုင်တည်းကြီးရင် လာပြေကျော်3ရက်သို့မဟုတ်လာဆန်း3ရက်မှာဟင်းသာတာရောက်မယ်ဆိုရင်ပင်လေဒီရေနဲ့တချင်ကရေစုံပါမယ်ချင်းတောင်ဘက်မိုးကောင်းရင်မုံမန်းဆက်လင်းချောင်းတွေက အေယဝရီတဲ့တိုးဝင်လာပါမယ်။ရှမ်းမြောင်းနဲ့ဆက်ဆက်တဲ့ဒုထဝရီရေကမန်းလေးအောင်နာကနေအေယဝရီတဲ့ထွက်ဝင်ပါမယ်။ပဲခူးရိုးမှအနောက်ချမ်းမှာမိုးများလို့ပေါ်ပင်ဂမုံဝဲကြီးနဝင်းချောင်းမင်းလာချောင်း30ချောင်းရေကြီးရင်နှစ်3ရက်အတွင်းညံအောင်အောက်ဖက်အေယဝရီရေတိုးပါမယ်။အောက်ဖက်မှာရခိုင်ရိုးမှအရှိချမ်းမိုးကောင်းရင်အပေါ်ကလိုမြကြီးနားရေဟုံမလင်းရေပကူးရိုးမအနောက်ချမ်းရေရခိုင်ရိုးမအရှိချမ်းရေ ပင်လေဒီရေဆုံရင် AR အခြေရက်မှာ high flow ကြုံရပါမယ် AR အထက်ပိုင်းရေကို73ရက်ကြိုတိနိုင်ပါတယ်မြမပြည်မြေပုံရဲ့၃ပုံမှာနှစ်ပုံရဲ့ရေနုံမြောင်းကြီး AR ဟာလာသည်မြရေကို မတည်နိုင်တာကြာခဲ့ပါပြီ သူ့အထဲဝင်လာသည်မြပင်လေစီယူဆောင်ပေးရတဲ့အခါသူ့ဝင်ကိုကူထမ်းပေးတာ AR ရဲ့ရေကြီးမှုကိုရှော့ချပေးနိုင်တဲ့အကူမြင့်မြင့်နှစ်ခုပဲရှိပါတယ် အနောက်ဘက်မှာငဝန်းအရှေ့ဘက်မှာမြစ်မခအောက်ဘက်ရောက်တဲ့အခါနှိုင်းမြစ်လို့ခေါ်အကြောင်းတွေအားလုံးဆုံးရင် AR တိုင်းပကူးအနောက်မူးချရေကြီးပါမယ်မြစ်ကြီးနားခြေနေကိုတွက်ဆပြီးဟင်္သာရက73ရက်ကြိုပြင်ချိန်ရပါတယ်